ူရဲ့နာမည်ကတခွားလွန်သီးလို့ခေါ်ပါတယ်တချို့ဒေသတွေမှာမြင်းခွာရွက်သီးလို့လည်းခေါ်ကြပါတယ်ကောင်းကျိုးများအဟာရတကျေဝခြင်းတခွားလွန်သီးမှာ ဗီတာမင် A ဗီတာမင် C ဗီတာမင် B6 တန်တဲ့မဂနီဆီယမ်ပိုတက်ဆီယမ်နဲ့အညင်ဓာတ်တွေကျေဝစွာ ပါဝင်ပါတယ်အစာခြေစနစ်ကိုကောင်းမွန်စေခြင်း အမြင်တက်ကြွယ်ဝတဲ့အတွက်ဝမ်းချုပ်ခြင်းကိုတက်တာစေပြီးအစာချေစနစ်ကိုကောင်းမွန်စေပါတယ်။ကိုခံအားကိုမြင့်တင်ပေးခြင်းဗီတာမင်စီကြွယ်ဝတဲ့အတွက်ကိုခံအားကို မြင့်တင်ပေးပြီးယောဂများကို ကာကွယ်ပေးပါတယ်။သွေးရင်းတကြားဓာတ်ကို ထိန်းညှိပေးခြင်းအမြင်တက်နဲ့အခြားအာဟာရဓာတ်တွေကြောင့်သွေးရင်းတကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။အသားရည်ကိုကောင်းမွန်စေခြင်း ဗီတာမင် A နဲ့ C တွေဟာ အသားရေကိုကျန်းမာစေပြီးအိုမီးရော်မှုကိုနှေးကွေးစေပါတယ်။ကိုယ်လေးချိန်ကို ထိမ့်ညိပေးခြင်းကယ်လိုရီနည်းပြီးအမြင်တတ်များတဲ့အတွက်ကိုယ်လေးချိန်ကို ထိမ့်ညိပေးနိုင်ပါတယ်။ဆိုဂျိုများဓမ္မတဲခြင်းတချို့လူတွေမှာသခွားလွန်သီးနဲ့ဓမ္မတဲတဲ့တုံ့ပြန်မှုတွေဖြစ်ပေါ်နိုင်ပါတယ်။ရားရံခြင်းအဖူပိန့်ထွက်ခြင်းအသက်ရှူရခက်ခဲခြင်းစတဲ့လက္ခဏာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ အလွန်ကြုံစားသုံးခြင်းအလွန်ကြုံစားသုံးပါကဝမ်းပြက်ဝမ်းလျှောခြင်းဘိုင်းအောင်ခြင်းစတဲ့ပြဿနာတွေဖြစ်ပေါ်နိုင်ပါတယ်။အစိတ်များစားသုံးခြင်းတောက်ခွာလွန်သည့်ရဲ့အစိတ်တွေမှာအစိတ်အတောက်ဖြစ်စေနိုင်တဲ့ဖြတ်ပေါင်းတွေပါဝင်နိုင်တဲ့အတွက်အလွန်ကြုံစားသုံးခြင်းကိုရှောင်ကျဉ်သင့်ပါတယ်။မှတ်ချက်တခွာလွန်ဒီကိုချက်ပြုတ်စားသုံးတဲ့အခါမှာတန်ရှင်းလက်ဆက်တဲ့အသီးကိုရွေးချယ်သင့်ပါတယ်။ ဓမ္မတဲတဲ့လက္ခဏာတွေဖြစ်ပေါ်လာပါကဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်ဒီလိုအကြောင်းယာရီကိုကြိုက်နှစ်တက်တယ်ဆိုရင် ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်